Hello မင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းတွက်မနက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးကန်ချင်းတွေအနေနဲ့ကတော့ဘောနော်ရန်ကြီးအကောင်းကြီးတော့မဟုတ်ဘူး။80%အကန်နှုန်းလောက်တော့ကောင်းနေ။အကယ်၍ကိုဘောနော်ကိုရရှိတဲ့ငွေကြေးကိုရှာဖွေတဲ့ငွေကြေးတရားရကန်နှုန်းဆိုရင်음အဲ့ဒီမှာဘောနော်အကောင်လုံးမပိုင်ဆိုင်ရပဲနဲ့ 30ရာခိုင်နှုန်းလောက်ကပေါ့နော်အကြောင်းကြောင်းကြောင်းပြန်ထွက်သွားတဲ့အခြေအနေမျိုးလေးတွေကိုကြုံတွေ့ရမယ်အဲ့ဒီအကြောင်းကြောင်းဆိုတဲ့နေရာမှာ relationship ကြောင့်ဖြစ်နိုင်တယ်မိသားစုဝင်နေကြောင့်ဖြစ်နိုင်တယ်နောက်တစ်ခုတစ်ခုတချို့ကကြတော့ပေါ့နော်ကိုယ့်ရဲ့ဘဝအသေးအတွက်တလန်းအတွက်ငွေကြေးသုံးစွဲရတာမျိုးတွေသင်တန်းအစ်တက်ဖို့တွေအဝတ်အစားအစ်ဝယ်ဖို့တွေ အဲ့ဒါမျိုးလေးတွေလောက်ရတတ်တယ်နိုင်ငံခြားဘာသာခြားနဲ့ပတ်သက်ပြီးဘာသာခြားလူမျိုးခြားနဲ့ပတ်သက်ပြီးနိုင်ငံခြားနဲ့ပတ်သက်ပြီးသတင်းနားထောင်နေတဲ့သူမျိုးတွေရှိရင်သတင်းဝင်လာတတ်တယ်အဲ့ဒီအဲ့ဒီသတင်းကြောင့်မလို့ပေါ့နော်ငွေကြေးကုန်ကျမှုလေးရှိတတ်တယ်ဆိုတာမျိုးတွေ့ရတယ်လူငယ်လူရည်အနေနဲ့တခုကောင်းတဲ့အချက်ကတော့ကိုကိုပေါ့နော် ကိုယ့်ရဲ့တစ်ဖက်ကလည်းငွေကြေးကငွေကြေးဝင်ငွေကထွက်သွားဖို့အကြောင်းတရားရှိပေမဲ့လို့ကိုကိုချစ်တဲ့လူကြီးသူမတွေဆရာသမားတွေကနေပြီးတော့မုံမိုးပေးတာမျိုးတွေငွေကြေးထောက်ပံ့ပေးတာမျိုးတွေကိုသွားနေတဲ့လမ်းကြောင်းအတွက်ပေါ့နော်အထောက်အကူပေးတာမျိုးလေးတွေကြုံရတတ်တယ်တချို့ကကြတော့ကိုဒီလိုမျိုးကံကောင်းနေမှန်းသိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့လူချင်းလူခင်ပေါ်များမှု support support လုပ်ပေးမဲ့သူပေါ့နော်ရှိတယ်ဆိုတဲ့အပေါ်မှာဟိုတက်လမ်းမရှိစေချင်လို့ကိုထက်ပေါ့နော်ตาတဲ့သူ ဖြစ်နေတာတောင်မှ ကိုထက်မြင့်တဲ့သူ ကိုထက်ตาတဲ့သူ ကိုထက်အင်အားကြီးတဲ့သူ ဖြစ်နေတာတောင်မှ ကိုကိုပေါ့နော်ကိုသွားမဲ့လမ်းကြောင်းမှာ ခြေထိုးခံတယ်ဆိုတဲ့ကိစ္စမျိုးလေးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့သူတို့ကိုကိုနိုင်လားဆိုရင်မနိုင်ဘူးနော်။မနိုင်တဲ့အတွက်ကြောင့်အတတ်နိုင်ဆုံးအပြောဆိုအသွားလာအနေထိုင်နဲ့သူတို့ရှိကိုဝင်သွားမဲ့သတင်းစကားဒီကိုယ့်ရဲ့အောင်မြင်မှုနဲ့ပတ်သက်သောသတင်းစကားများမဖြစ်ဖို့အတွက်တတိထားပြီးတော့နေထိုင်ရပါလိမ့်မယ်။ဘာလို့လဲဆိုရင်လုပ်ငန်းခွင်ထဲမှာလည်းအဲ့လိုပဲ ကိုထက်ရာထူးကြီးတယ်ကိုထက်ဝင်ငွေကောင်းတယ်ကြီးလိုက်ရင် ကိုထက်ကြီးမားမြင်မာတဲ့နေရာတစ်ခုမှရှိပင်မဲ့လို့ကိုသည်အညွန့်တလူလူနဲ့တက်လာမဲ့လုပ်ငန်းရှင်ဖြစ်နိုင်နေဆိုတဲ့အချက်ကိုတဖက်လူတွေကမြင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအညွန့်ဆက်ပြီးတော့တက်မလာအောင်လို့ကက်ကြီးနဲ့ဝါညှက်မဲ့သူတွေရင်းနှွေးပုံနဲ့လောင်းချမဲ့သူတွေရှိနေတတ်ပါတယ်ဒါကြောင့်မို့လို့ ဒီအခြေအနေတွေကိုကိုယ့်ဘက်ကနေအလွန်တရာမှတတိထားဖို့လိုပါတယ်အဲ့တော့ကိုယ့်အတွက်ကတော့ငွေကြေးကံရောအလုပ်ကံကံရော စီးပွားရေးကံရောကတော့ကောင်းနေတယ်ဒါပေမဲ့အဲ့ဒီကောင်းနေတဲ့ကံပေါ်မှာအပြတ်အနှောင့်အယှက်ရှိတတ်တာမို့စီးပွားနဲ့ပတ်သက်တဲ့ဈေးစကားပြောဖို့ပဲဖြစ်ဖြစ်သူတို့ဘာနဲ့ဖတ်ဆက်လုပ်ဖို့ပဲဖြစ်ဖြစ်အချိန်ခါလေးတည်ချာ ွေးချယ်ဖို့လိုတယ်ဆိုတာမြင်တွေ့ရပါတယ်နော်